ဒီနေ့ကတော့69ဘက်နဲ့ကြက်ကြော်အဝစားလို့ရမယ့် buffet ဆိုင်လေးကိုခေါ်သွားပေးမှာဖြစ်ပါတယ်။ဒီဆိုင်ကကြတော့ TikTok က Time Blocker ကြားထဲမှာတော်တော်လေးနာမည်ကြီးနေရပါတော့။အဓိကနာမည်ကြီးတာကကြတော့ဒီ Japanese Chicken Karaage Buffet ပေါ့နော်။ဆိုင်နာမည်ကတော့ဆိုင်းအီဇာကာယာလို့ခေါ်တယ်။သူကတော့တာမန်ဂျပန်ဆိုင်မျိုးလေးပဲပေါ့နော်။သူစီမာကဒီလိုဂျပန်အစားအစာလေးကြီးလည်းအစုံရတယ်။အဓိကကတော့နာမည်ကြီးနေတဲ့ဒီကြက်ကြော်ဘူဖေးကိုပဲလာစားကြတာများတယ်ပေါ့နော်။ သူကကြတော့မိန်ကလေးဆိုလို့ရှိရင်အဲ69ပတ်နဲ့ယောက်ျားလေးဆိုလို့ရှိရင်139ပတ်ကြရတယ်ဗောနော်ဘူဖေးချိန်ကတော့နင်းလယ်7နာရီနေပြီးတော့2နာရီအထိတစ်ခါရယ်ပြီးတော့ညနေ9နာရီနေပြီးတော့7နာရီအထိတစ်ခါနှစ်ခါခွဲပြီးတော့လုပ်ပေးထားတာဆိုင်တို့သွားတဲ့အချိန်ကကြတော့နင်းလယ်7နာရီလောက်ရှိပြီဗောနော်အဲအဲ့ချိန်လောက်ဆိုရင်တော့လိုကတော့နည်းနည်းလေးရှင်းသွားပြီ ဒီကြက်ကြော်ပူဖေးမှာကျတော့အဲ site dish လေးလည်း၄မျိုးလောက်ပါတယ်ပေါ့နော်အဲ့မှာကကျတော့ဒီလို excellent ရေပြီးတော့ spark d ရေပြီးတော့အဲ ee ပြည်တင်မော်ဒီတောင်းရေပေါ့နော်တူတင်မော်ဒီတောင်းကတော့လေတော်တော်လေးစားကောင်းတယ်အဲ့လိုချင်းချင်းဆက်ဆက်ကလေးပေါ့နော်ကြက်ကြော်လေးငါးတုံးလောက်စားပြီးတော့ဤလာလို့ရှင်အဲ့တင်မော်ဒီတောင်းလေးပဲစားလိုက်အဲ့ ee ပြည်ပြီးတော့နောက်ထပ်လေးငါးတုံးလောက်ကတော့အတားလေးပြန်ဝင်တယ် ဘူဖေးစားချိန်ကကြတော့သူကမိနစ်50ပြီးထားရပါတော့။စိုင်းတော့ကကြတော့တန်အောင်လို့အချိန်မပြည့်မချင်းထိုင်စားခဲ့လိုက်တယ်။သူရဲ့ဒီ chicken karaoke ကကြာတော်တော်လေးစားကောင်းတယ်ဒီလိုမျိုးအိုးကြီးကြီးနဲ့သူရကကြာတော့ deep fry ကြော်ပြီးတော့ချက်ချင်းပူပူလေးလာချပေးရဆိုတော့အရင်စားလို့ကောင်းတယ်သူကအပြင်အရေကွန်ကျွတ်ကျွတ်ကလေးကိုမှအတွန်းသားကြအီအီလေးပေါ့နော်သူက sauce ကလည်း mayonnaise sauce နဲ့ chili sauce ဆိုပြီးတော့နှစ်မျိုးရွေးလို့ရတယ် နောက်တစ်ခုမိုက်တာကတော့သူတို့ကဒီ Coca-Cola နဲ့ Sprite ကိုဗာ free flow တောက်လို့ရအောင်ကိုချပေးထားတာ။ဒါကလည်းထပ်ပြီးတော့ charges ထပ်ပေးစရာမလိုဘူး။ဒီ69ဘက်ထဲမှာအကုန်လုံးပါပြီးသားပဲပေါ့နော်။ဒါပေမဲ့ဒီ free flow ပေးတာကတော့ဒီမေလကုန်ထီလောက်ပဲလို့တော့ပြောတယ်။ဒါကတော့ပထမ round ပြီးသွားလို့နောက် round ထပ်မှာထားတာလေးရောက်လာတာပေါ့နော်။ သူတို့ကဘူဖေးဆိုပြီးတော့ဒီလိုမျိုးဘူဖေးကောင်တာရဲ့နဲ့ခင်းပေးထားတာတော့မဟုတ်ဘူးပေါ့နော်ဒီကိုမာတလောက်ကိုပဲသူတို့ကအနောက်မှာချက်ချင်းကြော်ချက်ချင်းအဲချပေးတာဆိုတော့အဲမကုံခင်လေးမှာတော့ထပ်ပြီးတော့မှားထားပေါ့နော်လူကြတဲ့အချိန်ဆိုလို့ရှင်တော့7မိနစ်လောက်တော့ဆောင်ရတဲ့ပေါ့ပြောရမယ်ဆိုလို့ရှင်သူတို့ပေးထားတဲ့ဘူဖေးအချိန်မိနစ်90နဲ့ကတော့တကယ်လောက်တယ် ပြီးတော့ဘားရီမှာသွားစားလို့ရှိရင်ဒီလိုမျိုးကြက်ကြော်တပွဲမှာ၄၅တုံးပါတာအောင်မှအဲတရားဝင်ကျင်လောက်ဖြစ်နေတာပေါ့နော်အခုကကြတော့ကိုကစိတ်ကြိုက် free flow လဲစားလို့ရတာကိုမှဒီလို69ဘတ်နဲ့စားလို့ရတာဆိုတော့တော်တော်လေးတန်တယ်သွားမယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးနေ့လဲစနစ်ခွဲတနိုင်လောက်ကတော့လူပိုရှင်းလောက်တယ်ဆိုင်ရတနင်္ဂနွေတရက်တော့ပိတ်ပါတယ်ဒီဆိုင်လေးကိုသွားမယ်ဆိုလို့ရှိရင်တော့ MRT Samyang Station ကနေပြီးတော့10မိနစ်လောက်လမ်းလျှောက်သွားရင်ရောက်ပါတယ် ဒါဆိုရင်တော့ sign up vlog တွေမှာပြန်တွေ့ပါမယ်အားလုံးပဲတက်တာ